ဥပကုတ်ဘာလုပ်နေတုန်းဆိုတော့သမုဒ္ဒရာလည်းသွားစောင့်နေတယ်။ဘာစောင့်တာတော့ဆိုသာသနာတဲ့။ယောကိုမြန်မာနိုင်ငံသာသနာကွယ်လူလူဖြစ်နေပြီအဲ့ဒီဥပကုတ်ပဲကြွနေတယ်။ရှင်းသလား?ရှင်းပါဘူး။သမုဒ္ဒရာလည်းသွားငါးဖန်းရုံရှိတာပေါ့ဗျာ။ကျင်းရသလား?ရှင်းပါဘူး။အဲ့တော့ရှင်ဥပကုတ်ကဘာလဲဆိုတော့ယဟန္တာနဲ့ယဟန္တာနေတာပြီးဆွန်းစားတယ်။ယဟန္တာဆိုတာအိန္ဒြေသံပတ္တိနဲ့အမတန်ပြည့်စုံသူ့စက်ကြီးရဲ့စောင်းလုံးပါ။ဟမ်? ရှင်းသလားသမီးတက်လက်နိုင်ပြီနေတာဆွမ်းစားတယ်ဆိုကြတဲ့ဒါသူဝိနည်းကိုလေးစားရလားမလေးစားရလားလေးစားရအရဟန္တာဆိုရင်ဝိနည်းကိုအသက်နဲ့ထပ်တူလေးစားရဆုံးတလုံးအတွက်နဲ့တော့နေမသားပါဘူးခင်ဗျရှင်းသလားရှင်းပါယုတ်တိကြအောင်စဉ်းစားအဲ့ဒါဘိုးဘောင်ဘုံမင်းကောင်ဒဲအိုးမယ်ပြောတော့ဟိုရင်နှံကြောင်းမယ်လာလျှောက်ရှင်ဖျားအဲ့ဒါမလွန်လွန်းဘူးလားလူသေးတယ် ဟာသူတို့ကတရဏဂုံစောက်တည်ရင်းနဲ့ဟောပါဘူးဗါတယ်ဂုံတော်ပွားရင်းသေးတာလေမင်းဘာသူပြောလဲဟမ်တော့ပါနော်ခုမင်းသိခါကြီးလေဖြတ်နေတယ်တဲ့ရှင်းလားတက်လို့လို့တက်လို့လို့ရေရချေဘလို့တက်စာစအောင်မစားရဖာတော့တော်ဟုတ်ပဲခုလေဖြတ်ပြီဆိုသူတက်စာတွေပဲရောက်ကုန်ခြေလေးရေရရှင်းလားသူဟာသူတော့မကယ်နိုင်ဘူး တိုက်ဆိုင်မှုမိမိရဲ့ကံကောင်းလို့ကိုယ်အပြောလေးတိုက်ဆိုင်နေတာကိုအဟုတ်ထင်တယ်။အကြောင်းမှန်မဟုတ်ဘူးတဲ့။ရှင်းသလား။ဥပိ္ပစေတကကံနဲ့သတ္တန်းစီအောင်မနေရတဲ့သီလကုံနဲ့မပြည့်စုံတဲ့ကောင်းနေမှအကုန်ကိုးကွယ်ထားတာအယသမားမာသေးတယ်။ကိုကြီးကျော်နော်။အာချမ်းရှာချမ်းနဲ့အမေချမ်းဟမ်သူတို့ဟာကောင်းတာတစ်ခုမှလည်းမသိဘူး။စံတင်စရာကိုတစ်ခုမှမပါဘူးသူတို့39မင်းရ။ဟိုဟိုငငယ်ကောင်မလေးတကောင်ရှိပါသေးတယ်။အဲ ဟာသူ့မင်္ဂလာလည်းမစွန်လို့စောင့်နေတာမနေ့လေးပဲတော့ကြီးမလဲလို့ကိုကကိုလုံးပန်းတာမရဘူးမနေ့လေးစောင့်ရုံရှိတာပဲသူကလည်းအပြိုးကုန်ဖြစ်နိုင်မှုခုချင်းနေအဲ့နတ်ကတော်ကသူစီးပွားရေးဈေးကွက်အဆင်ပြေအောင်လို့လို့ဟောတာအာကျမရေမကောင်းဘူးဟာဘယ်ကောင်းမှာတော့ရိုးရာမေ့နေတာသူကလုံးတော့ အဲ့တော့ဒီအိမ်ကိုကြီးကျော်ဆိုင်ထားရင်ဟိုဘက်အိမ်ကျမနဲ့လေးဆိုင်ရမယ်သူကဒါလေးတွေအကွက်ချထားတာရှင်းသလားအိမ်တွင်းမတင်လို့ဆိုတင်တော့ပျောက်သလားဆိုတော့ချိန်ခံပြရတာပဲရှင်းသလားဘောကိုကျော်ကုန်းကျေပေါ်ရစီပွားရင်ရှာနဘူးအချိုချိန်မကြအောင်ရှာမောပန်းပြီးလှုပ်လာပြီးတော့မှအာစီပွားဖြစ်လာတာတခြားမဟုတ်ဘူးဒါအဖေကြီးမှတာဟမ်တဆုပ်ကျဲလို့ တလဲဝင်အောင်မဲအဲ့ဒါဒါနနဲ့ပတ်သက်တဲ့ကထာတွေခူးချတာတော့မိတူတွေကူးထတာအများကြီးပဲရှင်းသလားအိမ်တွင်းချုံမမမဲပြောတော့အိမ်တွင်းချိန်မှလုံနေတယ်ညနေစောင်းရင်သူတော့သွားကပေးနော်သူချုံမှလုံတယ်လဲပြောသေးကိုကကြီးသွားသွားချုံပေးနေရှင်းသလားအိမ်တွင်းချီရင်မီးမလောင်ဘူးတဲ့ဆိုတော့အဲ့အိမ်တွင်းကဘယ်လိုသေးထားတာ မိလောင်သေးထားတဲ့လူကိုမိခွင်းအောင်ဆိုတော့မိလောင်သူအရင်ဆုံးပြေးမှာ तू မလောင်တာခင်ဗျားတို့ကတော့လောင်မှာဘိုးတော်မသလိုပဲပေါ့ဗျဟမ်ခင်ဗျားတို့စာဆိုရှိပါတယ်ဝိဇာမမိစိတ်သာချအတိအမေဟမ်ဒါဆိုတော်တော်လေးကိုအမေအားပါရပါတယ်ဘာမှမပါတယ်ဝိဇာမမှာဟုတ်တယ်ခင်ဗျားတို့အိမ်ကရှိတဲ့ဟာတွေလာမှာဂျင်းနဲ့သလားဟမ်ခင်ဗျားတို့ तू ကမလာလားရှိတာမသွားလားလား ်ဘယ်ဝိဇ္ဇာသွားကြည့်ကြည့်ဒါပဲသူမမလို့လာကျိုးတို့သင်ပေးကြတဲ့ဆရာဘာလို့ဆိုတော့အများကယ်ဆယ်ရေးဆိုသူမင်္ဂလာဝါသနာပါအဲ့တော့အဲ့ကယ်ဆယ်ရေးလုပ်ငန်းကိုလုပ်ချင်တယ်အဲ့ဒီထဲဝင်တယ်ဝင်ပြီးတော့ကွင်းဆင်းလေ့လာမယ်ဆိုရက်ွက်တရက်ွက်သွားတော့တို့ကတော့ကြည်တာပေါ့ကယ်မဲ့လူဆိုတော့ဆင်းရဲဆုံးအိမ်ကြီးဆရာသင်ပေးလိုက်တဲ့အချိန်ဘာညွန့်ထိုးဟွဘာရည်တော့ဘယ်နေ့ကိုဘယ်လိုစကားပြောအမဲခတ်တီနဲ့ချနေကြနောက်ကဆရာလိုက်လာဆရာတို့ဘယ်အိမ်တို့ဒီအိမ်ဟောဘာမှမရှိတဲ့အိမ်သွားပြီမင်းတို့မဟုတ်တော့ ဟုတ်ပြီဆရာပဲကဲဆိုဟမ်ကဲဆိုမရှိတဲ့လူရှိအောင်လုပ်ပေးမှာကဲတာပေါ့အားရခုဟိုတိုက်ပေါ်တဲ့ဒီကြဲမဲဟာမဟုတ်ဘူးရှင်းသလားအဲ့ဒါကြောင့်ဝိဇာမမီစိတ်သာချာတီမပူနဲ့ကုံတော့မှာရှင်းလားဒါလို့တယ်ဘာတော့ဘဲအောင်တော့ကမှာ အဲ့ဒီပြင်းနေတဲ့တလိษံတွေအကုန်အုံနောက်ပါတယ်ညံညံဆိုတာဘာခေါ်လဲအကောင်အဆိုးအကြောင်းအကျိုးအမားအမှန်ကို ပိုင်းခြားသိတာညံမုတ်ဆိုးတသက်တောင်ရတကွက်တောင်ရတကွက်မီးရှို့တဲ့အာကုသူဟာမုတ်ဆိုးတသက်လုံးလုံးတဲ့အာကုသူတဲ့ပို့ပါလေတဲ့မုတ်ဆိုးတသက်လုံးတတ်တာဟာတောင်ရတကွက်ရှို့တော့မတတ်နိုင်ဘူးရှင်းလေနော် တောင်ရတကွက်ရှုတဲ့အာကုသို့ထက်ကိုတပင်သေးတမနဲ့တပင်တညကြည့်တဲ့အာကုသို့ကပို့ပြီးတော့များတယ်ရှင်းလားတောင်ရတကွက်ကသူကသေစီလိုတဲ့စိတ်နဲ့ရှုတာလားအမှိုက်ရှင်းအောင်ရှုတာလားအဲဟိုမှာကျတော့ပွဲစကြည့်ပြီးဆိုကြတဲ့ကရင်ຢာခရီဒေါသရီမောဟမနဲ့လင်းပြီဆိုငိုခြင်းကချလိုက်တယ် good morning ဖြစ်ရမှာ bad morning ဖြစ်ဟမ်မင်္ဂလာရှိသောနာနဲ့ခင်းပါဆိုတော့ငိုချင်းချနေတာမပြီးနိုင်အဲအောက်ကလည်းမျက်ကြီးလေးနဲ့ကောင်းလိုက်တာငိုချင်းလေးဟမ်ဒေါကပရိနေဝရနေမနေကုန်မချုပ်အောင်လားကုသိုလ်တွေလားအကုသိုလ်တွေလားတညာလုံးတညာလုံးအဲ့ဒါဇက်ကတဲ့လူကလည်းကဲသူ့ကိုမကြက်အောင်ကမှာလားကြက်အောင်ကမှာ အဲလအောင်ပအောင်နဲ့ဆွဲဆောင်မယ်ဆိုတော့ယာကတွေသူကိုယ်တိုင်လည်းယာကဖြစ်သူများကိုလည်းယာကဖြစ်အောင်ဆွဲဆောင်တဲ့အတွက်သွားတယ်အိုးရှင်းလားဇက်ကဟိုမှာပလာသဆိုတဲ့ငရဲရှိတယ်ဒါကဇက်သမားတွေသွားတဲ့ငရဲသွားငရဲကသူတီးတန့်သူကန့်နဲ့သူရှိတယ်စစ်သူကြီးငရဲတို့တရားသူကြီးငရဲတို့ဒါဆိုသူသူသူနေတဲ့သူရှိတယ်အဲနောက်ဂောဘကငရဲတို့နော်ဘုန်းကြီးငရဲတို့ပေါ့လေရှင်းလား ဟဲသူကနဲ့သူဘုံကြီးဆိုပြီးတော့လေဘုံကြီးတိုင်းပြန်တော့မမှုနိုင်ဘူးခင်ဗျဟဲကြောင်းဆွဲသေးပစ္စည်းဆွဲသေးအာဘတ်တွေတဘုံကြီးနဲ့သေးသွားတယ်အိုးနော်ဒီမှာတော့ချုံချင်းချင်းသေးတခါနဲ့နတ်ရွာလာတော်မူတော့တို့ဘုံကြီးဘာဖြစ်တယ်ညာဖြစ်တယ်တဲ့အေးရင်ကျူဟောရှိုးနေပြီရှင်ဘရင်တိုင်းလဲနတ်ရွာမဆန်းရှင်းလားရှင်းပါတယ်ခင်ဗျတဘောကပါလားပါပါနတ်ရွာဆန်းတဲ့ရှင်ဘရင်ဆိုတာလေးပြင်းလေးရက်မှာ ဟုတ်လားဝေဒန္တရာတို့လို့6အရ6မျက်နှာအရ8မျက်နှာအရ4မျက်နှာအရ10မျက်နှာအလူမန္တကြီးတွေထိုးပြီးအလူပေးဟုတ်ပြီနော်အခွန်ဘန္တာတွေလျှော့ဟမ်သဘောပါတယ်နော်တိုင်းသူပြည်သားချမ်းသာအောင် လုပ်ပြီးတော့မင်းကျင်တရား7ပါးနဲ့အညီအုပ်ချုပ်မှနိုင်ရွာစံတယ်လို့ပြောလို့ရအဲ့လိုမှမဟုတ်ရင်တော့ရှိုးတော်မူတယ်လို့ပဲပြောရမှာ အဲ့တော့ဘုံကြီးငရဲရှင်မင်းငရဲစစ်သူကြီးငရဲဆိုတာသူ့အကနဲ့သူရှိတယ်အဲ့ဒါတွေကိုသံယုတ်ပါဠိတော်မှာရှာဖတ်ပါသိခြင်းဝေဖတ်ပါရှင်းလားသံယုတ်ပါဠိတော်မှာအထင်ရှားဖရာကတကန့်ချင်းတကန့်ချင်းဟောထားတာရှိအဲ့တော့ပေါ်ပေါ်နေလို့ရမလားမရပါဘူးဒါကြောင့်ဒါနထက်ဘာကမြတ်တယ်မရပါဘူးသီလထက်အခုဘာဝနာအလုံးလုံးကြတော့တရားဟောနေတဲ့အခုဦးစင်းဟောနေတဲ့အချိန်မှာခင်ဗျားတို့လောဘတွေဖြစ်သလားဖြစ်ပါ ိအောင်တရားလေးတွေလိုင်းပြီးမှတ်နေတာဆိုတော့ပညာတွေလုံနေတာဒေါသကောဖြစ်သလားဖြစ်ပါဘူးအဲအဲ့ထဲမှာမှာဥတုမင်္ဂလအမေးမြန်းမတက်လို့တစ်ခါတလေမထီမဲမြင်ပုံစံလေးပြုလို့မင်းတို့ခုံးကြီးอ่ะကွာတရားဟောနာပါလေဆိုနေမှာငါတို့မွေးပြီးတော့ तू อ่ะဒေါသဖြစ်ကြရင်လဲအဲ့ဒါလေးမဖြစ်ပါနဲ့လို့တောင်းပါမှာနော်တရားဟောတဲ့လူဆိုတာခင်ဗျားတို့သိအောင်ဟောမှာဖြစ်တဲ့အတွက်တခါတလေခင်ဗျားတို့ကိုသိကျင်လောက်အောင်အရင်ဆွအောင်ဆိုတော့မသိတာထက်မသိကျင်တာခက်နေတာဟုတ် အဲ့တော့ခမရတို့ကိုတခါတလေမထိန်မဲ့မြင်ပြုကျင်သလိုလိုနော်အဘွားကနေဟိတ်ဒီဟန်နေလှုပ်ပြရသေးတယ်အဲ့ဒါဘသူကိုမှစော်ကားလိုလို့မဟုတ်ဘူးတရားသိအောင်ဟောနေတယ်မှန်ပါဗျာအဲ့ဒါလေးတော့နားလည်ပေးပါအားလုံးနော်ကောင်းပြီအဲ့တော့အခုချိန်မှာလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ပါဘူးမောဟဘယ်ဖြစ်ချင်းရလိုက်မလဲကိုတော့ကိုတော့ဟာတွတ်တွတ်မိအကုန်ဖြေးနေရတာရေစကြီးကိုမော့လို့ဒီမှာဟမ်ဒီမှာငှက်ချင်းရသလားရ ငိုက်ကြည့်လေတတ္တိရှင်ဒီမှာလက်ကကျင့်ထားတာရှင်းလားရှင်းပါပြီဒါဖြင့်ဒီအချိန်မှာလောဘဒေါသမောဟတွေအတက်နိုင်ဆုံးနင်းနေဒါကြောင့်ဒါနသီလထက်ဘာကမြတ်အဲ့ဒီလောဘဒေါသနဲ့တိုင်တာရှင်းမလားရှင်းပါပြီအလုံးသဘောကပေါက်ပြီလားအဲ့တော့နောက်မေးရင်ဖြေတတ်ပလားဖြေတတ်ပါဘူး။လောဘဒါနထဲဘာလို့သီလအမြတ်လဲ အေးဒါနလှုပ်စင်တဲ့လောဘဒေါသပို့ပြီးတော့နဲလို့သီလတဲ့ဘာဝနာဘာလို့မြတ်လဲလောဘဒေါသမောဟပို့ပြီးတော့ရောင်ဝါမလုံးနဲ့တော့ဟမ်ပေါ်ပေါ်မမလားသေချာမမလားအဲဝါတတဗုဒ္ဓဘာသာတွေမြန်မာနိုင်ငံအမိကံဗုဒ္ဓဘာသာဘာလဲလဲဥစဉ်အမြင်အရပြောရရင်တော့အကြီးစားမိစ္ဆာဒိဋ္ဌိနိုင်ငံ ှင်းလားနာမည်တော့ပါလေဘုရားပါကိုးကွယ်နေတာကမိစ္ဆာဒိဋ္ဌိရှင်းလားဘုရားတွေလိုက်ကြည့်လိုက်လည်းသိဟမ်ဂျိုးပြေနံပြေဘာတောင်းကဘုရားညာတောင်းကဘုရားဘုရားတွေရောက်ရင်ဒီပြဿနာဆက်တယ်ဂျိုးပြေနံပြေဆိုတာဒုဗ္ဗုဒ္ဓစကားနဲ့လာလာမှမအပ်စပြမနာပုံနာတွေလှုပ်ချက် ရှင်းလားအဲ့ဒါဗျမနဝါဒရဲ့လွှမ်းမိုးခြင်းကိုခံရနောက်ရှင်ဥပကုတ်လာပြန်ပြီအဲ့ဒါမဟာယနလာသေလေးပါရှင်လေးပါ